ဟုတ်ကဲ့မင်္ဂလာပါရှင်မော်လီယိုမိထားတဲ့ပတ်တန်လေးဆက်ပြပေးလိုက်ပါပြီနော်ဒီမှာခါရှိလေးကိုကြတော့ကိုစီစီတော့လေးချပေးရမှာပေါ့နော်ဒီလိုရှိရင်ဒီမှာရင်အောက်လေးကိုချရင်အောက်လေးကိုလည်းကိုလုံးမိချတဲ့လေးလုပ်သွားလိုက်ပါ လေးကိုထပ်ပါမယ်နာနေခဲတဲ့နေဆိုလို့ရှိရင်မြင်ရမှာဆိုလို့နောက်ကနေတိလိကလေးပါမယ်နော်။နောက်ပြီးလို့ရှိရင်ဒီမြင်းလေးကနေပြီးတော့ တဆက်တဲပခုံးမြင်းလေးကနေပဲတဆက်တဲဆွဲချလိုက်ပါမယ်ဒီမှာတဆက်တဲဆွဲချတဲ့မြင်းလေးကိုစက်တပုံးစဲပဲစီအလေးမှတ်ပါမယ်မှတ်ပြီးလို့ရှိရင်ဒီမှာမြင်းဖြောက်လေးဆွဲချလိုက်ပါမယ်ဒီရှေ့လေးနဲ့အတိုင်ဆွဲချပေးလိုက်ပါမယ်နော်ဒီမှာတူးစီအလေးမှတ်ပါမယ်မှတ်ပြီးလို့ရှိရင်အထဲကို1.5လေးပြောင်းဝင်ပါမယ် ီမှတ်လေးနဲ့ဒီပခုံးဆောင်လေးနဲ့ညှိုးနဲ့ကိုပခွေးလေးနဲ့ဆက်ပြီးလိုက်ပါမယ်နော်ဒီမလို့ဆက်ပြီးလို့ရှိရင်ဒီရင်ကျန်မှတ်လေးကနေပြီးတော့အပြင်ကို0.5လေးထွက်ပါမယ်ချိန်လေးကနေပြီးတော့အပေါ်ကို0.5လေးတက်ပါမယ်အထဲကိုလည်း0.5လေးဝင်ပါမယ်ဒီ perfect ဝင်ထားတဲ့အမှတ်လေးနဲ့ခါးလေးနဲ့ကိုဆက်ပြီးလိုက်ပါမယ်နော်ဆက်ပြီးလို့ရှိရင်ဒီအမှတ်လေးရဲ့ဒီ ရေချမ်းမှတ်လေးရဲ့ကိုဒီမှာတောင်းမှန်လေးယူပေးပါပြီးပြီးလို့ရှိရင်ဒီမှာပေကွေးလေးနဲ့ပြပြလေးဝင်ပေးတယ်ပါမယ်နော်ဒီနေရာလေးလေးကိုဒီမျိုးလေးဝိုက်ပြီးလို့ရှိရင်ဒီရှေ့ဟာ2 cm လေးချပါ12 cm လေးလောက်တတိလောက်မှတ်လေးပါမယ်နော်မှတ်ပြီးလို့ရှိရင်ဒီမျိုးလေးအဲယာယီလေးပေါ့နော်နည်းနည်းလေးဆွဲကြည့်လိုက်ပါမယ်လောက်တလို့လေးဘလို့ဝိုက်လေးဆွဲကြည့်လိုက်ပါမယ်နော်ဆွဲပြီးလို့ရှိရင် ဒီအောက်လေးကို Tracian လေးချပါမယ်ချပြီးလို့ရှင်ဒီနှစ်ခုရဲ့အလဲလုံးလေးကနေပြီးတော့ဒီ Tracian လေးကို Feeder လေးနဲ့ဆက်ပါမယ်ဒီရှိလေးကိုလည်းဒီ Soil လေးနဲ့ကို Feeder လေးနဲ့ဆက်ပါမယ်နော်ပြီးလို့ရှိရင်ဒီ Soil လေးနဲ့ဒီ Soil လေးနဲ့ကိုဒီလိုမျိုးလေးပြန်ပြီးတော့ဆက်လိုက်ပါမယ်ခုနအဝိုက်လေးထဲမှာပဲနော်ပြလို့ရှိရင်ဒီဝိုက်လေးကိုဒီမျိုးပေတာလေးနဲ့မြှောက်လေးဆက်လိုက်ပါမယ်ဆက်ပြီးလို့ရှိရင်ဒီ ီနမူလာချိန်လေးကနေပြီးတော့အထဲကိုတရီစီအန်လေးဝင်ပါမယ်ဒီပခိုးပခိုးကနေပြီးတော့ပခိုးဆွန်လေးမူလာပခိုးဆွန်လေးကနေပြီးတော့အထဲကိုတရီစီအန်လေးဝင်ပါမယ်တရီစီအန်တစ်ခုကိုဒီလိုမျိုးလေးဆက်ချပလိုက်ပါဆက်ချပလို့ရှိရင်ဒီရှေ့လေးမှာတောက်လေးထိုးပေးပါမယ်ဒီလက်ဘင်းလက်နှုတ်မြင်းလေးမှာတူးစီအန်လေးတောက်လေးထိုးပေးပါမယ်နော်တူးစီအန်ဒီမှာပြီးလို့ရှိရင်ဒီနေရာလေးမှာဒီဒီနှစ်ခုရအလဲလဲနာလေးလောက်မှာ 1 cm ထုတ်လေးစားပေးပါမယ်အဲဒီရင်ကျအောင်ဝင်မီလေးရနေတတန်လေးဆွဲထုတ်လိုက်ပါဒီမှလေးကဒီရလေးကိုပြန်ယူထားရနော်။ဒီရလေးနဲ့ဒီရလေးနဲ့ညီရဲ။ခုနည်းနည်းပူဆွဲလိုက်နော်။1 cm လောက်လေးပူရပါပြီနော်။အဲဒီမြေလေးကဒီလိုလေးရပါမယ်။ပြီးလို့ရှိရင်ဒီအောက်လေးကိုအတန်းလေးဆွဲချလိုက်ပါ။ပြီးရှိရင်ဒီမှတ်လေးမှာဒီမြေတစ်ထည့်လေးမှာ seven ဆီယံလေးစပေးပါမယ်အထုပ်လေးစပေးလိုက်ပါနော်ဒါဆိုရင်ရှေ့ချလိုက်ရပါပြီဒါဆိုရင်နောက်ချလေးနောက်ချလေးကိုလည်းပခိုးတော်လေးကို ပခိုးလေးကိုတန်းတန်းလေးဆွဲချလိုက်ပါ save or seven လေးဆွဲချလိုက်ပါပြီးလို့ရှိရင်အောက်လေးကို 2cm လေးဒီမြင်းလေးနဲ့ရှေ့အမြင်းလေးနဲ့အပြိုင်ချပစ်လိုက်ပါ 2 cm လေးချပါမယ်ပြီးလို့ရှိရင်အแทးကိုရှေ့ရလိုပဲ1.5လေးပဲပါမယ်ဒီမှတ်လေးရလာပြီဆိုလို့ရှိရင်ဒီလေးနဲ့ကိုပေကွေးလေးနဲ့ဆက်ချပေးလိုက်ပါပြီးလို့ရှိရင်ကြောချက်မမှတ်လေးကနေအပြင်ကို0.5လေးထွက်ပါမယ်ဒီဂျိုင်းလေးကနေတော့ပေါ်ကို0.5လေးတက်0.5လေးဝင်လုပ်ပေးရပါမယ်ပေါ်ကို0.5တက်အแทးကို0.5လေးဝင်ပေးရပါမယ် ပြီးလို့ရှိရင်ဒီမှတ်လေးနဲ့ကိုခါးလေးနဲ့ကိုဆက်ချပလိုက်ပါဒီပခိုးစောလေးနဲ့ဒီမှတ်လေးနဲ့ perfect ထွက်ထားတဲ့မှတ်လေးနဲ့ကိုဒီပေဒါလေးနဲ့နည်းနည်းလေးပြပြလေးအရင်ဆွဲထားပေးပါဆွဲပြီးလို့ရှိရင်ပေကွေးလေးနဲ့ဝိုက်ချပလိုက်ပါနော်ဒါလေးကိုပေကွေးလေးနဲ့ဝိုက်ချပလိုက်ပါလို့ရှိရင်ဒီကြောကြက်မှတ်လေးကနေပြီးတော့ဒီမျိုးလေးဆွဲပြလို့ရှိရင် ထဲကိုတရီစီအလီဝင်ပါမယ်ကြောချက်မှတ်လေးကထဲကိုလည်းတရီစီအလီဝင်ပါမယ်ဒီတရီရဲ့နှစ်ခုကိုဒီလိုမျိုးလေးဆက်ချပြလိုက်ပါနော်ဆက်ချပြလို့ရှိရင်ဒီချဲလေးကနေပြီးတော့အပေါက်ကိုတရီစီအလီဆင်းပါမယ်ဒီတရီလေးနဲ့ဒီတရီအပေါက်အားလေးနဲ့ကိုဒီလိုမျိုးလေးဆက်ချပြလိုက်ပါလို့ရှိရင်ဒီနေရာလေးမှာထုတ်လေးစားပေးရပါမယ်0.7 CN ထုတ်လေးစားပေးရပါမယ်เนาะ မြေဆပ်လို့ရှိရင်တော့ချော်လေးမှာ 1C အထုပ်လေးစားပေးရပါမယ်။ 1C အထုပ်လေးစားပေးရပါမယ်နော်။ဒါဆိုလို့ရှိရင်ဒီပတာလေးရပါပြီရှင်။ဆုံးတိချစ်ပေးတဲ့အတွက်ချစ်စွများရည်တင်ပါတယ်ရှင်။